အလုံးမဲမင်္ဂလာပါဒီနေ့ထိုင်းရွှေဈေးကတော့90အကြာနဲ့ဈေးဖွင့်တော့ပါပြီ ဒီနေ့က26ရက်နေ့3လပိုင်း2020နဲ့5ခုနှစ်မနက်ပိုင်းတိုင်းရွှေဈေးကတော့90ကျပါတယ်96.5ရာခိုင်နှုန်းရှိတဲ့တိုင်းရွှေခဲဈေးဆိုင်ကရောင်းနေဈေးက4840နဲ့မှ90ဆိုင်ကလက်ခတ်နေဈေးက4300နဲ့မှ90လက်ဝယ်ရနာရဲ့ဈေးနှုန်းတွေကတော့ဆိုင်ကရောင်းနေဈေးက4900နဲ့မှ90လက်ခတ်နေဈေးက4881.1နဲ့ပေါင်းဈေးရှိပါတယ်ကမ္ဘာရွှေတောင်စားကိုဒေါ်လာ3025နဲ့တိုင်းရွှေဈေးကိုတွက်ထားပါတယ်တဒေါ်လာကိုတိုင်းဘတ်ငွေ33.85နဲ့တိုင်းရွှေဈေးကိုတွက်ထားပါတယ် 66.5ခင်လို့ရှိတဲ့ဓာတ်ရွေခဲကဘန်ကောက်ထဲမှာလက္ခဏာ200ရှိပါတယ်။လက္ခဏာပီးစီဓာတ်ရွေခဲတပတ်သားကို48650ဈေးနဲ့ပေါင်းသေးရှိပါတယ်။ဆိုင်ကလက္ခဏာဈေးက48350ဈေးနဲ့ရခိုင်လုံးပြပပြပပဲဆိုင်ကပြန်ပြီးတော့လက်ခံပါပါ။လက်ဝေးရနာရဲ့လက္ခဏာတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကို1000ကနေ2000ဒီရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထည်ပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက္ခဏာဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့ဓာတ်ရွေလက်ဝေးရနာတပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ခိုင်လုံးပြပပြတဲ့ပြင်ကို45000ကျော်ဈေးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါ ပါတယ်။ထိုင်းရွှေဈေးက나ยีနဲ့အများအတက်ကြရှိပါတယ်။လက်ရှိမှာတော့ထိုင်းရွှေဈေးက90ကျတဲ့ဆိုပေမဲ့အတက်ဈေးနဲ့ပဲရှိနေပါသေးတယ်။မိမိတို့အနေနဲ့လက်ထဲမှာငွေပိုလို့ရွှေကူစုထားခြင်းနဲ့ဆိုရင်တော့ရွှေခဲကိုပဲဝယ်စုထားကြပါလို့ကျွန်တော်ကတော့ကြံပြုချင်ပါတယ်။ထိုင်းရွှေခဲကလက်ဝယ်ရနာနဲ့စာလို့ရှိရင်လက်ကစင်းတို့ကအများကြီးတက်တာမှဖြစ်ပါတယ်။ထိုင်းရွှေခဲတစ်ပတ်သားကို9000တိတက်နိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။ ကဘာရွှေတအောင်စားကိုဒေါ်လာ3100ကနေ3200ရာထိတက်မယ်လို့လဲခန့်မှန်းထားကြပါတယ်။ထိုင်းရွှေကိုဝယ်ဆုတော့မယ်ဆိုရင်တော့ရေရှည်အနေနဲ့စဉ်းစားပြီးတော့ဝယ်ဆုကြပါလို့ကျွန်တော်ကတော့ကြံပြုချင်ပါတယ်။ထိုင်းရွှေစင်းငွေစည်းတွေကိုမြန်တမ်းတင်ပေးပါတယ်။ထိုင်းရွှေစင်းငွေစည်းတွေကိုကြည့်ချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်။အားလုံးပဲမင်္ဂလာပါ။